ဆုံးပါသွားခဲ့တဲ့ဇနီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ဖြစ်ပေးရင်အဲအိန္ဒိယလင်ရင်ပြကြမှုမှာပါဝင်သိဆုံးသွားခဲ့တဲ့အမျိုးသားအဲအိန္ဒိယလင်ရင်ပြကြမှုမှာပါဝင် ဆုံးပါသူတွေထဲမှာတော့အမျိုးသားတယောက်လည်းပါဝင်ခဲ့ပါတယ်သူဟာတော့ဇနီးရင်သွေးနှစ်ဦးနဲ့အတူလန်ဒန်မှာအခြေချနေထိုင်နေတာကြာပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းကမကောင်းစွာနဲ့ပဲဇနီးဖြစ်သူကမကြသေးမီအချိန်ကမှလန်ဒန်မှာကွယ်လွန်သွားခဲ့တာပါဇနီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကတော့ သူမသေးဆုံးခင်အိန္ဒိယမှာနောက်နောက်ဆုံးခန္ဓာကျင်းပပေးဖို့တပါပဲ။ဒါနဲ့ပဲသူကတော့သတိဆန္ဒကိုဖြည့်ဆည်းပင်းနေရင်သွေးနှစ်ဦးကိုလန်နာမှာထားခဲ့ပြီးအိန္ဒိယကို ပြန်လာခဲ့တာပါ။ဗန္ဒီယာမှာဇနီးအတွက်နောက်ဆုံးခန္ဓာကိုသူမဆန္ဒရှိတဲ့အချိန်ပြုတ်လို့ပေးခဲ့ပြီးမှတော့ရင်သွေးလေးစီပြန်ဖို့အတွက်အိန္ဒိယ71 flight နဲ့လိုက်ခဲ့တာပဲဖြစ်ပါတယ်။အခုကမှတော့ဒီဘုတ်အတွက်ရွေးချယ်မိသွားတဲ့လေယာဉ်ကပြတ်ကျမိသွားတာမို့ဇနီးတဲ့ရဲ့နောက်ဆုံးခန္ဓာ ပြုလုပ်ပေးခဲ့တဲ့သူကိုနောက်ဆုံးခန္ဓာကျင်းပပေးတော့မှာပဲဖြစ်ပါတယ်။သုံးခန္ဓာကျင်းပပေးရတော့မှာပဲဖြစ်ပါတယ်။နီးမောင်နှံနှစ်ယောက်ဆက်လုံးမရှိတော့ဘူးမို့သူတို့ရဲ့ရင်သွင်းငယ်နှစ်ယောက်ကလည်းမိဘမဲ့တွေဖြစ်သွားကြပါတယ်။မထင်မှတ်ထားတဲ့ကနေအားကြီးကတော့ဒီရင်သွင်းလေးနှစ်ဦးနဲ့ပြတ်မဆုံနိုင်တဲ့စီကိုပို့ပေးလိုက်တာလည်းဖြစ်ပါတယ်။ဒီနေရာလင်းရင်ပြတ်ကြမှုမှာရှင်သူထိုင်ခဲ့တယ်။ 11A မှာထိုင်မှလေရင်ပြကြခဲ့တော့ကထိုင်ခဲ့တဲ့ခုံနဲ့တက်တိုက်ဆိုင်ဆိုင် လာတူနေတယ်ဆိုတော့ထိုင်သရုပ်ဆောင်အဆိုတော့ ထိုင်းသရုပ်ဆောင်အဆိုတော်ကတော့လွန်ခဲ့တဲ့28နှစ်1998ခုနှစ်ဒီဇင်ဘာလအတွင်းမှာပြတ်ကျခဲ့တဲ့ပြည်ရင်မှာလိုက်ပါခဲ့ဘူးသူလည်းဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့တည်ဆုံသူ101ဦးတရားရရှိသူ55ဦးထိရှိပြီးဂျမစ်ကတော့တာမန်တရားရရှိသူအထက်မှာပါဝင်ပြီးကန့်ကောက်သူတယောက်ဖြစ်ခဲ့တာပါ။အဲ့ဒီချိန်မှာတော့သူ့ကိုကယ်တင်ခဲ့တဲ့ပုံတွေမှာလည်းသူ့ကိုကန့်ကောက်ကြည့်သူအဖြစ်နဲ့ဝိုင်းဝန်းဖော်ဝိုင်းဝန်းဖော်ပြခဲ့ကြပါတယ်။ အခုဒီခါမှာလည်းအဲအိန္ဒိယလေရင်ပြည့်ကျက်မှုမှာကံကောင်းလို့မီသူ့ဘာသာသူလေရင်တွေကနေထွက်လာအလျှောက်လာသူတယောက်တရင်ကိုကြာတော့သူ့ကိုအယံအံ့ဩပြီးအအားတင့်သွားခဲ့ရတဲ့အကြောင်းကိုပြောပြခဲ့တာပါ။ဘာလို့လဲဆိုတော့အဆိုပါအဲအိန္ဒိယအသက်ရှင်သူရဲ့ခုနှစ်ဘက်ကတော့ 11A ဖြစ်နေလို့ပါပဲ။သူ့ဖြစ်ခဲ့တဲ့ထိုင်းလေရင်ပြည့်ကျက်မှုတုန်းကလည်းသူ့ထိုင်ခဲ့တဲ့ထိုင်ကုန်နှစ်ဘက်က 11A ပါပဲတဲ့။ သူလည်းကံကောင်းထမစွာနဲ့အသက်ရှင်ခဲ့သလိုအခုအိန္ဒိယဖြစ်စင်မှာလည်းသူလည်းကံကောင်းထမစွာနဲ့အသက်ရှင်ခဲ့တာမို့ထိုင်ကုန်နံပါတ်1 1 E ကတော့ထူးခြားတိုက်ဆိုင်နေတဲ့အကြောင်းပြောပြခဲ့တာပါ။